ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းလူ ရေးသားတဲ့ပြန်ခေါ်တတ်သည်ဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်း30အနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နာတော်တာအစင် အားပေးကြပါအောင်ခင်ဗျာစီစီဒီထိတ်ခနဲရှိစိတ်ကောက်တတ်သူတို့ဤထုံးစံတိုင်းထိတ်ခနဲရှိစိတ်ပြေတတ်သူဖြစ်၏ ပေါ်သေးပထမဆုံးအချိန်တွားပြီးဆွေးနေတော့စီစီဟာသူ့ကြောင့်လုံးဝလာမပြောနဲ့ဟုညင်းလွတ်သည်ပေါ်သေးဘာအတွက်လာရဲဆိုတာမရိပ်မိတော့ဥအောင်ကြီးဟာမင်းကပွဲစားလာလို့တာလားဟုခန့်ကောက်ကောက်ပြောသည်နောက်တစ်ခါကျတော့ပေါ်သေးကဖုံးဆက်ပြီးပြောစရာရှိလို့လာခဲ့ခြင်းနဲ့ဟုအပွင့်မှတောင်းကြည့်သည်စီစီဟာ तू သွားစရာရှိလို့မအားဘူးဟုပြောပြောသည် ပေါ်ထီဟာနောက်ထပ်မဆက်သွယ်တော့ပဲအသားမျောထားလိုက်သည်တပတ်လောက်ကြာသောအခါပေါ်ထီစာကြည့်ကန်းတကားမှာစာရဆောင်ကတ်ထားတာတွေ့ရသည်စီစီဖုံးဆက်တယ်အကြောင်းတို့မရှိပါဘူးတဲ့ရင်ငင်းလည်းရေးဖြစ်၏စီစီကရင်ငင်းကိုအောင်ချိုအိမ်ကနှင်ချခံရတဲ့အကြောင်းပြောမှသိချသည်ရင်ငင်းရောကိုပြဒနာကိုပြန်ပြောပြလိုက်သေးသလားပြောမယ်မထင်ရင်ငင်းကဒါမျိုးရှောက်ပြောတတ်သူမျိုးမဟုတ် ထားတော့အရေးကြီးတာစီစီရင်ဖွင့်ချက်ကိုရင်ငိမ့်တိသွားသောကိစ္စပင်ဖြစ်၏မိမချင်းဆိုတော့ပုံမှန်လင်းလင်းပြောလိမ့်မည်အောင်ချိုအိမ်မောပြန်ရောက်အောင်ရင်ငိမ့်ကိုအကူညီတောင်းတဲ့အထိပယ်မျိုးပါသောစကားတွေပြောခြင်းပြောလိမ့်မည်ရင်ငိမ့်ကဥအောင်ကြီးချီသွားပြီးကြာဆေးဆက်ပေးလိုက်ရင်ကိစ္စပြီးသွားနိုင်သည်ဒါဆိုလျင် အောင်ချိုဟာရင်ငိမ့်ကူညီလို့အောင်မြင်သွားတာမင်းကြောင့်မဟုတ်ဘူးဆိုပြီး ကိုကိစ္စကိုပြန်မကူညီပဲနေလျင်ခတ်မိဒီတော့ကိုဟာဥအောင်မြန်မြန်ထက်ထက်လုံးမဖြစ်မိအောင်ချိုးရုံးစင်းချိန်မှာတွားဆောင်ခေါ်သည်လူရှင်းသော PCO ဖုံးဖြင့်စိတ်စီစီဖုံးဆက်သည်ဖုံးဆက်တယ်ဆိုကိစ္စရှိလို့လားမရှိပါဘူးရင်ငိမ့်စီဆက်ရင်းနဲ့မေးတာပါအခုလို့꽌လိုက်ကလေးဟာမလုံးဘူးဆိုတာသိတာဤထို့ကြောင့်ဘာလဲအောင်ချိုးသတိရလို့လားသူ့အချိန်နဲ့စုံစမ်းနေလို့လား အမေသူ့ကိုရှိတဲ့တောင်မအောင်မိဘူးစီစီရတာမအောင်မိတာဟိုကောင်ကတော့သူ့ကိုသူတက်သေးမလို့ဖြစ်နေပြီသူသာအဲ့လောက်စိတ်ကောင်းရှင်အခုလိုတကွဲတပြားတောင်ဖြစ်မှာမဟုတ်ဘူးကဲမယုံဘူးဆိုရင်လေကို့ဘာသာကိုမေးကြည့်တော့ဆိုပြီးတယ်လီဖုန်းကိုအောင်ချိုးလက်ထဲလွှဲပေးလိုက်သည် စီလာကိုပါချိုချိုလေးအောင်ချိုကချွဲလိုက်သည်တစ်ဖက်မှာ စကားပြတ်မှုမရ စကားတစ်ခွန်းတော့ပြောပါဦးစီစီအတန်လေးကိုကြားရင်သိပြောပါပြီပြောလေဟင်ငိုနေဟုတ်လားကိုလည်းတနေ့မှမေ့လို့မရပါဘူးနောက်တနေ့ကျတော့အောင်ချိုနဲ့စီစီတို့စားစားဆိုင်တစ်ခုမှချင်းတွေးကြသည် စကားတွေပြောပြီးအလွမ်းတည်ကြသည်ပြီးတော့ပေါ်သေးဤအကြံပေးချက်တိုင်းအစီအစဉ်တစ်ခုလုပ်ကြသည်တရက်မှာ စီစီဟာတနေ့ကုန်အခန်းထဲမှာမထွက်ပဲ အောင်းနေသည်ထမင်းစားချိန်မှာပေါ်မလာတော့အောင်ချိုတို့အမေစိတ်ပူပြီးနေမကောင်းဘူးလားလာမေးသည်စီစီကသူစိတ်မချမ်းသာကြောင်းအထီးကျန်ဆန်ကြောင်း အားငယ်ကြောင်းပြောပြီးငိုသည် ထမင်းမစားဟင်းမစားနေပြသည် အဖွားကြီးကဥအောင်ကြီးကိုတင်ပြသည်ခုချိန်လောက်ဆိုအောင်ချို နောက်တော့ရတော့ပါပြီဟုပြောသည်ဥအောင်ကြီးကတင်းထိုင်တဲ့တင်းကနေပါစေဟုဆိုသည် လေသာတိတ်မပြင်းတော့အောင်ချိုးအိမ်ပေါ်ပြန်တက်လာသည်ဦးအောင်ရမင်းဘာလို့လုပ်တာစီစီနေမကောင်းဆိုလို့ပါဖေဖေမင်းမျက်နာငါမကြည့်ချင်တွားတွားအောင်ချိုးထွက်သွားသည်အိမ်ပြေမဟုတ်စီစီရှိရာသူတို့အိတ်ခန်းစီတို့မင်းကိစ္စအဆင်ပြေသွားပြီဆိုတော့ဂရိတိုင်ငါ့ကိုလည်းပြန်ကူညီပြီးတော့ဟိုပေါ်သေးကတတိပေးသည်ပြောကွာဘာကူညီရပါလဲ ဘော်ဒီဟာကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးဖို့ပြောသည်အောင်ချိုတန်တော်ဖြစ်သွားသည်ပြီးတော့ညင်းသည်ဟာဒါတော့မဖြစ်ဘူးမင်းဂရိဖြတ်တာလားမင်းစဉ်းစားကြည့်လေဒီလိုကိစ္စမျိုးတော့ယောက်ျားမဟုတ်ဘူးလားမင်းငါအခုမှအိမ်ပေါ်ပြန်တက်ခွင့်ရခါစားပဲရှိပါသေးတယ်ကွာငါ့ကိုအချိန်နည်းနည်းတော့ပေးပါဦးဟိုအောင်ချိုဟာ တောင်လိုလိုမြောက်လိုလိုမရေမရာပြောရင် အချိန်ဆွဲဖို့စူးစမ်းသည်ဘော်ထေးဟာမင်းလူလဲမကြနဲ့ဆိုပြီးအချက်ကန်သည်အောင်ချိုဟာရဲမော်ကိုစစ်ကူတောင်းသည်ဒီလိုနဲ့ပေါ်ထေးနဲ့ရင်ငိမ့်တို့ကိစ္စကိုရဲမော်ပါတီးသွားသည်ရဲမော်ဟာအောင်ချိုလိုတော့ပြူးပြူးပြပြမဖြစ် သူတီးကျင်တာကိုသာမေးသည်မင်းဟာဘာကြောင့်ကြွားခြင်းဟာလဲငါเจ้าနဲ့ငါပါကွာငါတို့ကိုပြောပြလို့မဖြစ်ဘူးလား မသိကြပါတော့ကွာဒီလိုရှိတယ်လေမင်းကလက်မှတ်ထိုးပါဆိုရင်ငါတို့ကဘိုးမသိဘာမသိနဲ့ထိုးမပေးနိုင်ဘူးဘာကြောင့်ကွာရှင်းနေလဲဆိုတော့ရေးလေအောင်ရှင်းပြမင်းရဲ့အကြောင်းပြချက်ကခိုင်လုံနေဆိုရင်ငါတို့လက်မှတ်ထိုးပေးမယ်မြရဲ့ဝင်းကိုလည်းနားလေအောင်ရှင်းပြအောင်မယ်ဟိုရင်လက်ထက်စာချုပ်မှာတက်စီလက်မှတ်ထိုးရတဲ့အထဲမှာမြရဲ့ဝင်းလည်းပါတယ်မဟုတ်လားရဲမော်ပြောတာတဘာဝကြနေသဖြင့် တငယ်ချင်းတွေနဲ့တွေ့ရင် ကိုဝါသနာပါရအကြောင်းပြောလို့ရှိကြသည်ရဲမော်နေဆုံးရင်တိုင်းရင်းစေးတွေကြောင့်စေးဘက်ဝင်အသီးရွက်အခောက်တွေကြောင့်ပြောမိကောင်းထုံးနေတွေ့ရင်ရမကအမျိုးမျိုးအကြောင်းစာကြောင်းပေကြောင်းကြားမိအောင်ချိုကြတော့ဗီဒီယိုရုပ်ရှင်ဝါသနာအိုးဆိုတော့သူလက်တလောကြည်ထားသောဇာတ်ကားတွေကြောင့်ပြောပြမိကံညွမောင်ကတော့တည်တဲ့အတိုင်းပဲဘယ်ဆိုင်ကောင်မလေးကချောတယ်ဘယ်ကောင်မလေးကအပြူစုကောင်းတယ် ဘသူကတော့ဆွဲမဆရာလေးဒါပေမဲ့နည်းနည်းရိတ်ချင်တယ်ဆိုတာမျိုးထိုနေ့ကလည်းဆိုင်းဆိုင်းအစ်စ်ဖွင့်တဲ့အကြောင်းဖွင့်စားမလားမသိတော်တော်လမ်းကြောင်းပြောနေသည်ပေါ်သေးကနားသာထောင်နေတော့လေတိတ်ဟပ်ပပပမရှိသဖြင့်ဟေ့အောင်မင်းကဘာဖြစ်နေရလဲနေမကောင်းဘူးလားညာအေးပြက်လို့လားမသိဘူးဘာဖြစ်လို့အေးပြက်တာလဲမဟုတ်မှလွဲရောဟာပေါ်လုံးဝဲကြည့်လို့ပါခွာ ညနှစ်နာရီခွဲကန်တဲ့ပွဲဆိုတော့မိုးလင်းကန်ဒီမှာအေးရတယ်။ဒါကြောင့်ထိုင်းလိုက်မမှန်ဖြစ်နေတာ။ဒါများကွာလွဲပါလေ။စေးလုံးလုံးတော့လေ။ယော့။ဆိုပြီးအိတ်ကတ်ထဲကစေးကတ်တစ်ကတ်ကိုထုတ်စေးတောင်းတောင်းဖောက်ပြီးပေးသည်။ဝေါ်ထီးကလည်းဘူးမသိပါမသိယူတော့လိုက်သည်။ပြီးမှမေးရသည်။ဘာစေးလဲ။ယောက်ျားအားစီကွာ။ဟာဟေ့။မင်းမဟုတ်တာလေ။ဒီစေးမျိုးတော့ အခက်မသိအန်ရရှိတယ်ကွာမင်းကွာကညုံမှာကကြီးလိုက်ပြီအန်ရမရှိပါဘူးကွာငါတောက်နေကြပါဖြည့်ဖြည့်ုံတော့ပဲဟေးကောင်မင်းစမ်းကြည့်ကွာသဘောကျသွားမယ်ဆိုပြီးလက်ဟန်ခြေဟန်နဲ့လှုပ်ပြနေသေးသည်ဟာကွာမင်းတော်တော်ရှုပ်တဲ့ကောင်ပဲပေါ်သေးထပြေးလာခဲ့ရသည်ကညုံမှာပြောတာဟုတ်တယ်လို့လို့ပဲတခြားဟာတော့မသိဘူး လူဟာပေါ်ပါတွက်လာတော့အမှန်ပဲဖြစ်၏ကားမောင်းလာရင်ဟာဒီနေ့လာပြေလာွယ်ဖြစ်နေရင်တော့ဒုက္ခပဲဟုတွေးပူလိုက်မိသေးသည် ပြီးမှတနေ့ကပဲရင်ငိမ့်ဥပုံဆောင်ခဲ့သေးတာတတိယသည်ဒီနေ့ကင်းလို့ရဖြစ်သောကြောင့်သူပျော်သွားသည်အိမ်ရောက်လို့တကားလာဖွင့်ပြီးတော့ရင်ငိမ့်ကိုမြင်တော့ခြေနဲ့သွားရပြန်သည်တတရရဝေစားထားသဖြင့်အတော်ကြည်ကောင်းနေသည် အမေနင်ရဒီနေ့ပိုးရောင်လှနေပါလားဟုတ်ပြောရင် ပါ့ကိုဆွဲလိန်လိုက်ပြီးပြူပြီးမှအင်းငန်းထဲကစက်တီကောင်မှထိုင်ပြီးသူ့ကိုလှမ်းကြည့်နေတော့အနှောင်းနဲ့ဒေးစီပွင့်တို့ကိုမြင်သောကြောင့်လက်ကို ပြန်ယုတ်လိုက်ရသည်ရင်းငင်းကငါတို့တရားဝဲသွားမလို့ညနေရင်လည်းစိတ်မပူးနဲ့နော်လမ်းထဲကလူတွေလည်းပါမှာပေါ်သေးစိတ်ထကြသွားသည် သူတို့ကညနေမှပြန်လာကြပြီး အနောက်နဲ့ဒေစီပွင့်တို့လည်းအိမ်မှာပဲအိတ်ကြဖို့များသည်အိမ်ပြန်ရောက်ရင်ယောက်ကဘလို့နန်အပါဖြစ် စေတသိက်ကဘဲနဲ့ဆွေးနွေးကြအောင်မီပေါ်ထီးကတော့အိတ်ရထဲမှာဖိုးမောင်တယောက်ထဲရဲ့ကျွန်တော်ကောဘာများတတ်နိုင်အောင်ပါနီရဲမောဟာသူ့အိမ်ကိုတငယ်ချင်းတွေဖိတ်ပြီးကြွေးမွေးတတ်တာကံညုံမောင်ဟာဆိုင်ဆိုင်ခေါ်ပြီးပြုစုတတ်တာတွေကိုပေါ်ထီးအားကြသည် ထို့ကြောင့်တရက်တော့တငယ်ချင်းတွေကိုအိမ်မှာစုံဖို့ချိန်လိုက်သည်ဝီစကီတစ်လုံးနဲ့ဘီယာဘူးတွေလည်းဝယ်ထားသည် အမည်ကိစ္စကတော့ရင်ငိမ်းမှာမျှရည်ဝင်လို့အားကိုးရမည်သူမဟုတ်တော့ကြာအရက်နဲ့မြည်ဖို့ဆိုပြီးကစုံရွက်ချင်းရေတို့ပဲကလာဟင်းတို့ငနူတန်းအိုကတ်စီပြန်တို့ချက်ထားလျင် အဟားခံရမည်ထို့ကြောင့်ဘဲကင် အခောက်ကင်ဝက်နံယိုငရှင်း60တို့ကိုဆံရဝယ်ထားသည် ရင်ချင်းကိုတော့မှုနဲ့ကစုံရွက်ကြော်ဖို့သာ တာဝန်ပေးထားလိုက်၏သူတို့စားတောင်းနေကြစဉ်ရင်ချင်းကငရမ်းချောက်ဖို့စီစမ်းလာပေးသည်တကယ်တော့ငရမ်းချောက်ဖို့မှာတိတ်တော့မကောင်းလားပေါ်သေးမနက်စာစားတော့အမြည်ကြည့်ခဲ့ပြီးပြီနည်းနည်းမီးကျွန်းသောသောကြောင့်မာကျွတ်ကျွတ်ခါတက်တက်ဖြစ်နေသည်နည်းနည်းလဲငန်သည် ထို့ကြောင့်တတိပေါ်သေးကတတိမပေးပဲထားခဲ့ခြင်းဖြစ်၏ကောင်းတော့ကတော့ ဟာငါဒီလိုအမီးရုံးမှာကြိုက်တာဆိုပြီးယူသွားသည်ယင်ငိမ့်စိတ်ချမ်းသာအောင်လိုလားတော့မသိကောင်းလိုက်တာကြွကြွရရလေးဟုပြောသေးသည်ဂျန်တဲ့ကောင်တွေကတော့တဖဲလောက်မြည်ကြည့်ပြီးစက်မတိုးကြတော့ဘာပဲဖြစ်ဖြစ်အရက်နှမ်းမခံနိုင်တော့အရက်သေးသာတောက်စားတာကိုအားမပေးတော့ယင်ငိမ့်ကအခုလိုအရေးတူရှိတာကိုပဲကျေးဇူးတင်ရမည်ဟုပေါ်သေးတွေးနေတော့အဲ့ဒီဘီယာဘူးတွေကတပူးဘလောက်ပေးရလဲ ဟူရင်ငင်းရမေးလိုက်သည်ပြညို့မောင်ကဖြေသည်ရှေ့ရလောက်တော့ရှိမယ်ဟဲနှမျောစရာကြီးနင်းရလဲပေါ်ထေးကလှမ်းဟလိုက်သည်ရင်ငင်းကဆက်ပြောသည်ငါဆိုလိုတာဒီလိုပါဟာနင်တို့တွေသာဘီယာတပိုးစီလောက်ရှော့တော့ရင်ငွေ၄000လောက်ပိုးထွက်လာမှာပဲဘာဆိုင်တို့လေ၄000လောက်နဲ့ဒီလိုမပြောနဲ့လေငါတွက်ပြမယ် တကယ်လို့နင်တို့တယောက်နှစ်ဘိုးစီရှော့တော့ရယ်ဆိုရင်ငွေ8000လောက်ထွက်လာမယ်အဲ့ဒီငွေကို ဖုန်းတော်ကြီးမူလာတန်းเจ้าကိုတွားလှူလိုက်ရင်မိဘမဲ့ကလေးတွေကိုတက်တက်လို့တီးဆောင်ဟင်းနဲ့တနက်စာကျွေးလို့ရတယ်ပေါ်သေးကရင်ချင်းကို အလိုမကျသလိုလှမ်းကြည့်သည်ဒါမျိုးဝါသနာပါတတ်သောရဲမော်ရင်ချင်းပြောရလေဟုတ်တော့တော့ပဲပလက်လေးပဲဒဗလင်းဆိုရင်ကလေးတွေကိုအသားဟင်းနဲ့တော့ကျွေးလို့ရတယ် ုတ်တယ်ကွာပတ်ဆက်ရှိတဲ့လူတွေအားမဆိုင်တဲ့နေရာတွေမှာဆိုရင်နှမျောတွန့်တုံမှုမရှိပဲပတ်ခနဲ့သုံးပြတတ်ကြတယ်မရှိစင်းရတဲ့လူတွေကိုနည်းနည်းပါပါ ခွဲဝေကြွေးဖို့ကြတော့မေ့နေတတ်ကြတယ်ဟုအေဘီကျော်ကလည်းဝင်ပြီးထောက်ခံသည်ထို့နောက်အလှူဒါနကြောင့်ကုသိုလ်ကောင်းမှုကြောင့်ရရှိသောပီတိနဲ့အကျိုးကျေးဇူးများကြောင့်အရက်ခွက်တွေကင်ရင်ဆွေးနွေးကြလေသည်ပြီးတော့ ငါတို့လာစဉ်ပတ်စံထည့်ပြီးရံမုံငွေတစ်ခုတော့လိုအောင်တက်နိုင်သလောက်ထည့်ကြပါ။ကန်းကျုံအောင်မင်းကတတိသမတ်ပဲများများထည့်ရမယ်။အဲ့ငွေတွေကိုရင်ငင်းစီကိုအပ်ထားမယ်။ရင်ငင်းရပဲတင့်တော်သလိုလှူဒန်းပေးပေါ့။ရဲမောင်ကအကြံပေးသည်။အားလုံးကသဘောတူကြသည်။ကန်းကျုံမောင်ကဆိုငွေ900ချက်ချင်းထုတ်ပေးသည်။ပေါ်သေးပါဟေးလာလာလှုပ်ခြင်းပောက်ခဲရပြောခြင်းလို့အရဝိုင်းထောင်မိကမှာ အလူဒါနာပြုကြသူငါနဲ့လာတိုးနေလေသည်ဒီနေ့လာတာအကျိုးရှိတယ်ရင်းချင်းဟာငါတို့ကိုညံလေးရအောင်တတိပေးလိုက်တာပဲကျေးဇူးတင်တယ်ဟေးဟူကောင်းထွန်းဟာဥရန်ကျိုးရနေသေးသည်တောက်တော့ဖြင့်သူအများဆုံးပေါ်ရသည်အိုက်ဆက်ဆက်ရှိသည်ဖြင့်ဝရဏဘတ်ထွက်ပြီးလေညင်းခံနေသည် ကောင်းငင်မှာ လာကွေးကွေးလေးကိုမြင်နေရသည် ယ်တွေလည်းစုံနေသောကြောင့်ညသည်တာတော့တာယာဖြစ်နေသည်ခဏနေတော့ဘေးနားမှာရင်ရင်ငိမ့်လာရက်သည်နင်းဒီမှာရောက်နေရဦးငါစားကြည့်ကန်နဲ့သွားရှာသေးတယ်နင်းတော်တော်ခက်ပါလားရင်ငိမ့်ဟင်ဘာဖြစ်လို့လဲရင်ငိမ့်ဟာစိုးရင်တော့လေတန်းဖြစ်မေးသည်ငါ့ကိုမျက်စိအောက်ကအပြောင်မခံနိုင်အောင်ဆွဲလန်းနေရမဟုတ်လားငါနေရခက်လာပြီဟာ အဖိုးတွေလုံနေပြန်ပြီငါနင့်ကိုပြောစရာတခုရှိလို့ချစ်တယ်ဆိုတဲ့စကားကိုအခုထိပြောလို့မဝသေးဘူးလားရင်ချင်းရဲ့နောက်မနေနဲ့အကောင်းပြောမလို့ကဲပြောငါပတ်စံနည်းနည်းလောက်လိုချင်လို့အေးယူလေဘလောက်လဲဘာလို့ခုလဲဆိုတာမမေးတော့ဘူးလားနင်အကြောင်းမဲ့မတုံးတော့ဘူးဆိုတာငါသိပြီးသားပဲဟာဘာမေးနေစရာလိုလို့လဲငါမွေးနေကြရင်အလှလှုပ်ချင်လို့ ကောင်းသားပဲအိမ်မှာလုံးမှာလားမဟုတ်ပါဘူးတနေ့ကသွားလို့မလို့ဒါများဟာပတ်စံထားတဲ့နေရာနင်းလဲသိတာနဲ့ငါပတ်စံဟာနေပတ်စံပဲပေါ့အလူလုတ်တယ်ဆိုတာကာယကံရှင်ရသဘောတူမှာကောင်းတာ哦ဒုခိုက်အပြင်မှာလေတကြဝေ့ပြီးဝင်လာသည်ပေါ်ထည်နှာခေါင်းထဲမှာတင်းငယ်နဲ့ဖြစ်သွား၏မွေးလိုက်တော့ဟာဘာလိမ့်နာလဲ နည်းနည်းအိုက်တာနဲ့တနခါးထဲမှာကရမတ်လေးရောပြီးတွေးထည်တာလားကောင်းတယ်ဟာအမောပြေးသွားတာဒီတော့ကွာဝေးမှာတော့မှုင်းနေအနီးကနန်းကြီးရယ်ဘယ်ပြောကောင်းမလဲပေါ်ထီးဟာရင်ချင်းကြီးလက်မောင်းနှစ်ဖက်ကိုကင်ပြီးရုတ်တရက်ငုံနှမ်းလိုက်သည် အသားကိုတော့ထိသည် သူ့အတွင်ပားပြင်ဖို့မဟုတ်ကြားရဲစီးကားလိုက်တော့ရင်ငင်းလက်ဖမိုးကိုနမ်းမိသွားခြင်းသာဖြစ်၏ဟင်း ငရဲကြည့်မယ်နော်ဟိုရင်ငင်းကဟန့်လိုက်သည်ဟာဘာလို့ကြည့်ရမှာလဲဒီနေ့နေဥပုပ်ဆောက်ထားမှာမဟုတ်တာဒါပေမဲ့နင်မကြောက်ဘူးလားပေါ်သေးနားဆွင့်ကြည့်လိုက်သည်ရက်ွက်တင်းကြီးဖုံးကြီးเจ้าမှာပဋ္ဌာန်းရုပ်ဆိုနေသံကြားရ၏ဘာဆန်လို့လဲဟာသူ့ဟာရွတ်တာပဲဆိုင်နာဘောပဋ္ဌာန်းဒေသနာတော်ဤဆိုတာအတန်ကိုကြားရတဲ့နေရာအဝန်းဝိုင်းထိအချိုးအနည်းတင်ပြန့်နှံ့နိုင်တယ် ပြီးတော့ပဋ္ဌာန်းရွတ်နေပြီဆိုရင်တမာဒေဝနှကောင်းနှမျက်တွေကလည်းတရားနာဖို့စူဝေးရောက်ရှိလာတတ်တယ်ဒီလိုအချိန်မျိုးမှာစင်စင်ချင်းချင်းနေသင့်တယ်စိတ်ကိုလည်းတန်ရှင်းစင်ကြယ်အောင်ထားရတယ်ပေါ်သေးသည်ပဏ္ဏတိလွဲသွားတော့ဘောလုံးတမလိုခေါင်းငိုက်ဆိုင်ကြသွားသည်ပဋ္ဌာန်းရွတ်တယ်ဆိုတာငါးရက်လောက်တော့ကြာတတ်တယ်လေတကြရွေးမှာတငယ်ချင်းလင်မယားတွေပါခေါ်ပြီးသူ့ချစ်ကားဖြစ် ရေပက်ပန်ထွက်ရန်ပေါ်သေးစိတ်ကူးမိသည်ဒီကြောင့်ရင်ငင်းကိုပြောတော့ဟင်းငါရေပက်ကန်ထွက်တာဝါသနာမပါဘူးဟုငင်းသည်တနေ့တစ်ခါတော့စိတ်လို့ကိုလို့ပျော်သင့်ပါလေဟာလူကြီးတွေတော်မှာတကြံတွင်းမှာရေလောင်းကြမျက်နှာနာတခြင်းနဲ့စိုးကြကကြတာပဲတီဗီထဲမှာနေမကြည့်ဘူးလားငါငငယ်လေးတွေကတခါမှရေဘက်ကထွက်လို့မရှိဘူး။တကြံတွင်းဆိုရင်ဥပုံဆောင်တာပဲ။ဒီနေ့လေခွနဲ့ရတရားစခန်းဝင်ဖို့စည်ရင်ပြေးပြီ ။ယင်းကြီးကိုဘလို့နားလဲရမလဲမသိတော့သူတရားစကားဝင်ရင်အိမ်မှာပေါ်သေးနေဝိုင်းစိန်နှစ်ယောက်တည်းကြံခဲ့တော်မီ။ဝိုင်းစိန်သည် ခလေးမဟုတ်တော့အပြိုပေါက်ကလေးဖြစ်နေပြီ။ဖြူးဖြူးစင်စင်တန်တန်ရှင်းရှင်းရုပ်ကချစ်စရာလေး။ကိုလုံးဘဝကဖွင့်ထားစွာပြုနေသည်။တခြားမိန်းမတွေသာဆိုရင်ဒီလိုအခြေအနေမျိုးမှာမျက်ချီမပြတ်စောင့်ကြည့်နေလိမ့်မည်။ မတက်တာလို့အပြင်ထွက်ရရင်လေနောက်ဆန်တငငင်ဖြစ်နေလိမ့်မည်ရင်ရင်ကတော့ဘာတန်စရာမှမရှိပဲစိတ်ချလက်ချထားသွားနိုင်သည် တခုခုဖြစ်သွားလဲအေးတာပဲငါတက်တာတာဘောလို့များသဘောထားနေသလားဟုပေါ်ထေးခက်ရိုင်းရိုင်းတွေးလိုက်မိသေးသည် မိမတွေကသူတို့ကိုနှုတ်ပြောတယ်အရွယ်တင်တယ်ပြောရင်ကျေနပ်ကြသည် အမေနဲ့သမီးအတူလျှောက်လာတဲ့အခါ ။ညင်မကြနေရပဲနော်ဟူမှတ်ချက်ပေးတယ်။ဘီတီတွေဖြာလို့ပေါ့။သူတို့စီအသက်ကိုလည်းလျှော့ပြောတတ်ကြသည်။30ကနေ35နှစ်တွင်ဆိုလျင်30ကျော်ပဲ။35ကနေ36နှစ်နဲ့364ရက်အထိဟာ35နှစ်ကျော်ပြီလို့ပဲပြောတတ်ကြတယ်။ရင်းငိမ့်ကြတော့တမျိုးအသက်35နှစ်ပြည့်ပြီးကြတဲ့အား40တွင်းအောင်ရောက်လာပြီဟုဆိုသည် အသက်တွေလည်းကြီးလာပြီနော်ရင့်ချက်ဖို့ကောင်းပြီဘာညာပြောလာသည်ထို့ကြောင့်တခါတော့ဘောထေးဟာရွှေမြုပ်တွေမဂဇင်းမျက်နှာဖုံးမှာပါလာတော့ရုပ်ရှင်မင်းသမီးစိုးမြတ်သူစာကြီးပုံကိုပြပြီဒီမှာကြီးသူ့အသက်က38နှစ်ရှိပြန်မယ်နှုတ်တော်လှတော့မယ်တွေ့လားလို့ပြောတော့ရင်ငိမ့်အာဘလောက်ပဲလှလှဇေယျဟိုတော့ရှောင်လို့မရပါဘူးအချိန်တန်ရင်အိုရနားမှာပါပဲ။ မိကတ်တွေအလှရည်နဲ့ဖုံးလန်းလာတဲ့သူ့ရဲ့အရေပြားတွေကိုတလွှာချင်းခွာပြီးမြင်အောင်ကြည့်စမ်းဘာတွေ့ရမလဲတော်ရီတော်ရီမပြောနဲ့တော့ဆိုပြီးပေါ်သေးထပြေးသည်ဇိုးမြတ်သူစားဆိုတာသူ့ရဲ့ favorite ပဲရုပ်ရှင်မင်းသမီးတွေထဲမှာအလှဆုံးကြက်တည်ရှိဆုံးလို့သတ်မှတ်ထားခဲ့တာလေရင်ငိမ့်သည်ဘာသာရေးဘက်မှာတဖြည်းဖြည်းပို့ပြီးစိတ်ညွတ်လာသည် လာပြေးလာွယ်နေတိုင်းဥပုံဆောင်သည် ဒါနဲ့ရင်အားမရပဲတနင်္ဂနွေနေ့တိုင်းကြီးကိုကြီးသွားပြီးပရိစိတ်သည်တရားထိုင်သည်ပေါ်သေးဤမွေးနေ့ဖြစ်သော စနေနေ့သူဤမွေးနေ့ဗုဒ္ဓဟူးတိုင်းမှာတက်တက်လောစားသည် မကြာခဏဆိုသလိုတရားစခန်းဝင်သည် တရားဝဲရှိတဲ့နေရာကိုစုံစမ်းပြီးသွားနာသည် အားလျင်တရားဆောက်တွေဖတ်သည် သူဘာသာဖတ်ယုံနေအားမရပဲပေါ်သေးကိုလာရှင်းပြပြီးဆွေးနေခိုင်းတတ်သည် ပေါ်သေးရလဲဒါမျိုးတွေအတော်နာဝဲသူ ဖြစ်သောကြောင့်စိတ်မဝင်စားတခါတခါပြင်းလာသဖြင့်ပောက်ကရတွေရှောက်ပြောသည် ထိုအခါယင်ချင်းဟာနေဟာတဲခတ်ပါလားကိုပေါ်ရဲ့လူဘဝဆိုတာရေဘက်ပမာခဏတာပဲကွေးတော့လည်းမဆန့်မီဆန့်တော့လည်းမကွေးမီ ဖြုတ်ခွနဲ့ဖြစ်ပြသွားနိုင်တယ်ဒါကြောင့်အချင်းရှိတာခိုင်းရသလောက်ပအောင်ယူသွားတဲ့နဲ့ဟုပြောသည် တရက်မှာပေါ်သေးကအပြင်းအပြန်လာတော့ဝိုင်းစင်ကစီးပြီးပြောသည်ဒေါ်လေးပကိုးကတရားဝဲသွားတယ်ဟိုမှာအိတ်မဲတဲ့မနေ့ကမှပြန်လာမယ်ပြောတယ်ဘာပကိုးဘသူနဲ့သွားလဲအန်တီနောင်းနဲ့အန်တီပွင့်လာခေါ်တာပေါ်သေးအတော်တင်းသွားသည်သူကဒီအိမ်မှာအိမ်တော်ဦးစီးဖြစ်သည်ယင်ငိမ့်နေဖြစ်ညအိမ်ညက်နေသွားပြီဆိုရင်သူစီခွင့်တောင်းတဲ့သည်သူကခွင့်ပြုမှသွားမည် ခုလို့သူမရှိတော့အမားစကားလေးထားခဲ့ပြီးထွက်သွားတာဗမာမခန့်လောက်တာပဲဖြစ်သည် ပေါ်ဒေးဒီထိုကိစ္စအတွက်တနှုံနှုံဖြစ်နေသောကြောင့်ညာဘက်ကောင်းကောင်းတော့အိတ်မပြောမနေ့ကလည်းဧကန်းထဲမှာကောက်တော့ကံရှောက်ရင်စဉ်းစားသည်ယင်ငိမ့်တို့ပြန်လာတော့အခါအလောတကြီးလှုပ်တတ်သော သူ့ဝတီတိုင်းဘေးမှာဘသူတွေပါလာတယ်လေဂယုမဆိုင်တော့ပဲအိမ်ဝင်ဝင်ချင်းမှာ စီးပြီးဟောက်သည်လမ်းထဲကယင်ငိမ့်ဤ ဓမ္မမိတ်ဆွေမိန်းမကြီးမှာတန်းတောဖြစ်ပြီး ကိုကိုကလေးပြန်ထွက်သွားသည်ဒေစီပွင့်ဟာမျက်စိမျက်နှာပြက်နေသည်အနောင်ဟာမှုန်တေတေကြည့်သည်ယင်ငင်းရတော့ခက်အေးအေးပဲရုတ်တရက်စီစဉ်လိုက်ရလို့ပြောမသွားနိုင်တာပါပြီးတော့တရားပွဲသွားတာပဲဟာနေ့အနေနဲ့သာရုထောင်ခေါ်အဲ့ဒီတရားပွဲကဘလောက်အရေးကြီးနေလို့လဲနင်ဘလို့ပြောလိုက်တာလဲအနောင်ဟာမနေနိုင်တော့ပဲဝင်ပြောသည်ပေါ်ထေးကအနောင်ပဲဇက်ကနေလိုက်လိုက်ပြီး နင်ဝင်ပြောကြမလို့ငါမိမငါပြောနေရနင်မိမဆိုပေမဲ့ပတ်စံပြီးပြီးဝယ်ထားတာမဟုတ်ဘူးသူ့မှာလည်းသူ့အခွင့်အရေးရှိတယ်နင်လည်းဘာမှမဆိုင်ဘူးဒီမှာတခါတည်းပြောရလိုက်မယ်နောက်ကိုဘယ်တော့မှလာမခေါ်ပါနဲ့နင်တို့ကငါမိမကိုဖျက်ဆီးနေကြတာပဲပေါ်သေးကခံပြဲလက်စနဲ့မစင်ခြင်းပြောလိုက်သည်အနောက်မှာဗဇက်ဟောင်းသာဖြစ်သွားပြီးမှဘာတရားပွဲခေါ်သွားဖျက်ဆီးတယ်ဟုတ်လား နင်ရိုင်းဆိုင်လိုက်လားနင်ဟာဒိဋ္ဌိပဲရိုင်းတော့ဘာဖြစ်လဲထို့နောက်ပေါ်သေးနဲ့အနှောင်းတို့အပြန်လန်းအခြေတင်ဖြစ်ကြသည်ပေါ်သေးဟာနင်တို့ငါ့ရို့ဘယ်တော့မှမလာနဲ့ဟူပြောလို့လိုက်သည်သူတို့ပြန်သွားတော့အနှောင်းတို့ဒီလောက်ကြီးတော့မပြောသင့်ပါဘူးရင်းချင်းကဝေဖန်သည်ပြောတော့ဘာဖြစ်လဲဆိုပြီးရင်းချင်းနဲ့ရန်ဆက်ဖြစ်သည်ရန်ဖြစ်တဲ့သာပြောရတာ ေါ်ထေးရကြီးဒေါသရကြီးအော်ဟစ်နေခြင်းဖြစ်၏ယင်းချင်းကတော့လောကရန်ကျုံမဖြုံနှမ်းပေါ်မတုံဆန်းတဲ့ငိမ့်အောင်နေဆိုတဲ့စကားကို လက်ကင်ထားဟန်တို့သည် မတုံမလျောအေးဆက်ဆက်နေနေသည်ပေါ်ထေးမှာကကိုပြောက်နေတဲ့လူနဲ့ရန်ဖြစ်နေရသလိုဘေးရလေအမြင်မှာအယူကြီးဖြစ်နေရသည်ထိုကိစ္စဖြစ်ပြီးနောက်မှာယင်ချင်းဟာဆင်ញင်သွားလို့ထင်ရင်တက်တက်စင်မှားလိုက်ပြီး ပေါ်ထေးမြင်မှာတော့ပိုတော်ဆိုးလာသလိုပဲတရားစခန်းဝင်တဲ့အချိန်တွေပိုစိတ်လာသည်ဘုရားရှိခိုးလျင်အချိန်ပိုကြသည်မနက်တိုင်း၄နာရီလောက်ကြီးတရားထိုင်ပရိစိတ်သည်ဝါရင်း၃လမှာ အိယာခွဲပြီးဘုရားကန်းနဲ့အိတ်ချင်သည် ဟုယင်ချင်းအားတောင်းဆိုလာသောအခါပေါ်ထေးပေါက်ခွဲတော်သည်နောက်တော့သူတို့နှစ်ယောက်ခက်ဆိတ်ဆိတ်ဖြစ်လာသည်မေထုခေါ်ပြောအဆင့်ကို ရောက်လာသည် တိမ်ထဲနေတအိယာတဲ့အိတ်နေပါလျက် တဖြည်းဖြည်းအနေဝေးသလိုဖြစ်လာပြီး နောက်ဆုံးတော့ပေါ်ထေးဟာကွာမယ်ရှင်းမယ်ဆိုတဲ့အခြေအနေတည်ရောက်လာခဲ့တာပါပဲဒါနဲ့ရင်ချင်းဟာမင်းကိုအဖြေပေးတဲ့အချိန်တော့ဟောလက်ထပ်ဖို့သဘောတူတဲ့အချိန်တော့ဟောသူ့ဘာသာရေးလိုက်စားတာကိုမကန့်ကွက်ပါဘူးမချုပ်ချယ်ပါဘူးလို့မင်းဂရုပေးခဲ့ပြီသားမဟုတ်လားဟူအောင်ချိုကဇောဒကတက်သည်ပေါ်ထေးဟာအေးဟုတ်တယ်ဒါပေမဲ့ အဲ့တော့ဒီတရားတော်လာလိမ့်မယ်လို့မထင်ခဲ့မိဘူးခုတော့ဟာ तू ကတိတ်ပြီ तू တော်ကောင်းလှုပ်ချင်တယ်ငါကတော့အလိုရမက်ကြီးတယ်အကုသိုလ်တော်ကြီးအပုပ်ကောင်ကြီးဖြစ်နေတယ်ငါတီးမခံနိုင်တော့ရဲမောဟာချက်ချင်းမှတ်ချက်မပေးသေးပဲခဏကြောင်စဉ်းစားနေကြီးမှာခုကိစ္စမှာရင်ငိမ်မားတယ်လို့တော့လုံးဝပြောလို့မရဘူးပြောလည်းမပြောအောင်ဒါဆိုမင်းပါပဲအပြစ်ရှိတယ်လို့လည်းဆွဆွဲဖို့ခက်တယ် လင်မယားဆိုတာအကောင်းပဲဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်ပန်းညီမှာ တာရှည်ပေါင်းဖို့အဆင်ပြေတာမင်းတို့ပြဿနာမှာတစ်ဖက်ဖက်ကအလျှော့ပေးမှဖြစ်မယ်ယင်ချင်းကိုပြုပြင်ခိုင်းဖို့ကြတော့တရားမှမဟုတ်ဘူးမင်းရပဲနားလည်မှုရှိပေးမှာငါနားလည်ပေးခဲ့တာအကန်းကုန်နေပြီဒီဆက်လိုက်ရောဟင်ဖိုးသူတော်ဝဲဖို့ပဲရှိတော့တယ်ငါဆုံးဖြတ်ချက်ကိုမပြင်နိုင်တော့ရဲမော်ကကောင်းတဲ့ချက်ဆက်ပြီး ေးဘယ်တက်နိုင်ရလဲစီနဲ့ရေဆိုတာဘယ်လိုအချိုးစားနဲ့ပဲပေါင်ပေါင်ရောဆက်လို့မှမဖြစ်နိုင်တာပဲမင်းရဲ့အကြောင်းပြချက်တွေကိုငါလက်မခံနိုင်ပါနဲ့မခံလုံဘူးလို့တော့ငင်းဖို့ကြောက်ခတ်တယ်ဘယ်တက်နိုင်ရလဲကောင်းပြီလေမင်းဖြစ်စီချင်တာကိုငါကူညီပါမယ်မြားရဲ့ဝင်းကိုလည်းနားလေအောင်ပြောပြပြီးတိုက်တွန်းပေးပါမယ်လက်ထဘူစာရုပ်ချုပ်တော့အများကြီးဝင်လေတက်တဲ့လက်မှတ်ထိုးခဲ့တာဆိုတော့ ကွာရှင်းစာချုပ်မှာလည်းသူ့လက်မှတ်ထိုးရဖို့လိုတယ်မဟုတ်လားရဲမော်တို့လင်မယားလက်မှတ်ထိုးပြီးရင်ငါလည်းထိုးပေးပါမယ်ဟူအောင်ချိုပါဂတိပေးသည်ပေါ်သေးကျေနပ်သွား၏ဟုတ်ကဲ့အခုကျွန်တော်ဖက်ပြပေးခဲ့တဲ့ဆရာမင်းလူရေးသားရတယ်ပြန်ခေါ်တတ်သည်ဆိုတဲ့ဝိတုစာအုပ်လေးကို အပိုင်း30အနေနဲ့ဖက်ပြပေးခဲ့တာဒီမှာပဲခိတ္တခနာ ရနာအဝင်ပြုပါခင်ဗျာဆက်လက်ပြီးတော့အပိုင်း7ကိုဖတ်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်နှဆင်အားပေးကြပါအောင်ခင်ဗျာနားတော်တာဆင်သူပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်၏အပေါ်မှာ ကင်းဝေးကြပါစေ။